ဒီနေ့ကျွန်တော်ဝင်ငှချင်တဲ့အကြောင်းအရာကထော်ရဘုရားသည်ကျွန်ုပ်၏အောင်လံဖြစ်သည်တဲ့နော် so banner the lord is my banner ဘောနော် so အောင်လံအောင်ချင်းလို့လည်းကျွန်တော်ပြောလို့ရတယ်ဘောနော် so ကျွန်ရွေးချယ်ထားတဲ့နှုတ်ဘတ်တော်ကထွံ့မြောက်ကြံအခန်းကြီးစခွန်အငယ်၈ကနေဘရောမ16ဖြစ်တယ်ဘောနော်ဟုတ်ပြီ so တော့၈နဲ့၉ကျွန်တော်အတူတူကဖတ်ကြည့်အောင်နော် ထိုအခါအာမလက်လူတို့သည်လာ၍ယေဖိဒိန်အရက်၌ဣသရေလလူတို့ကိုစစ်တိုက်ကြ၏မောရှေကလည်းလူတို့ကိုရွေး၍အာမလက်လူတို့ကိုစစ်တိုက်ခြင်းကထွက်လော့မျက်ဖြံနေ၌ဖျားသခင်ဤလန်တန်ကိုကင်လျက်တောင်ထိပ်ပေါ်မှာငါရက်နေမိဟုယောရှုအားဆို၏ဆိုအဲ့ဒီမှာဒီမတိုင်ခင်လေးမှာပေါ့နော်ဣသရေလလူမျိုးတွေကခါနန်ပြည်ကိုသွားတဲ့လမ်းမှာ သူတို့ကရေမရှိဘူးရေမရှိတော့အာမောရှိကဆူတောင်းခြင်းအပြင်သူတို့ရေရတယ်တနည်းအားဖြင့်သူတို့ကနမိတ်လက္ခဏာသူတို့မြင်တွေ့တဲ့အချိန်ပေါ့နော်အောင်မြင်ခြင်းကိုရတဲ့အချိန်ဖြစ်တယ်ဟာငါတို့ဖျားကထောက်ပံ့ပါလားဟာငါတို့နဲ့ဖျားကအတူရှိပါလားဆိုပြီးတော့မှသူတို့ကတကယ်ယုံကြည်ခြင်းတွေကြီးမားနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတော့အာမလက်လူတွေကလာတိုက်တယ်စစ်လာတိုက်တယ်ဆိုတော့ကျွန်တော်တို့လည်း ကျတို့အောင်မြင်တဲ့အချိန်မှာသတိထားဖို့ဖြစ်တယ်နော်။ဟောဘုရားကငါနဲ့အတူရှိနေပါလား။ဘုရားကငါ့ကိုကောင်းချီးပေးပါလားလို့ထင်တဲ့အချိန်မှာကျတို့အဲ့ဒီအချိန်မှာပဲယန်သူကကျတို့ကိုဝင်တိုက်ဖို့သူကလည်းချောင်းတယ်နော်။ဆိုအမလက်ကအဲ့ဒီအချိန်မှာဣသူလာလူတွေကိုလာတိုက်တယ်။လာတိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာဥဆောင်နေတဲ့သူကမောရှေပဲဖြစ်သေးရဲ့နော်။အဲ့ဒီမောရှေကဘာပြောလဲဆိုတော့ယောရှုကိုသူ့ရဲ့လက်ထောက်ပေါ့နော်ယောရှုကိုဘာပြောလဲဆိုဟုတ်ပြီ မင်းကလူတွေကိုရွေးလိုက် စစ်တိုက်နိုင်တဲ့သူအားကောင်းတဲ့သူတွေကိုရွေးရွေးပြီးရင်စစ်သွားတိုက်ဖို့ပြင်ငါကတောင်ပေါ်တက်ပြီးတော့မှဖျားနဲ့ဖျားရှိမှသွားပြီးတော့မှဆူတောင်းမယ်ပြောတယ်ပေါ့နော်ဆိုလန်ဒန်ကိုကင်လက်တောင်ထိပ်ပေါ်မှာငါရက်နေမိဟုဆိုတယ်ဆိုငါငါတော့တောင်ထိပ်ကိုသွားပြီးတော့မှဖျားကိုဆူတောင်းနေမယ်မင်းတို့ကသွားပြီးတော့မှစစ်သွားတိုက်လို့ပြောတယ်နော်ဆို30ကနေ7နှစ်ကျွန်တော်တို့ဆက်ပြီးတော့ဖတ်ကြည့်အောင်နော်မောရှိမှလိုက်သည့်အတိုင်းယောရှုပြု၍ အမလက်လူတို့ကိုစစ်တိုက်လေ၏မောရှေအာယုံဟူရာတို့သည် တောင်ထိပ်ပေါ်သို့တက်ကြ၏မောရှေသည် လက်ကိုချီသောအခါဣသရေလလူတို့သည် နိုင်ကြ၏လက်ကိုချသောအခါအမလက်လူတို့သည် နိုင်ကြ၏တို့ရတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်သူတို့သည်ကြောက်ကိုယူ၍မောရှေကိုထိုင်စေပြီးလင်အာယုံနှင့်ဟူရာတို့သည်တယောက်တစ်ဖက်နေ၍သူ၏လက်ကိုမာကြ၏ တို့ဖြစ်၍နေဝင်သည်တိုင်အောင် သူ၏လက်တို့သည်အမြဲနေလေ၏သို့တော့မောရှိကပြောတယ်နော်ယောရှုမင်းကစစ်တိုက်နိုင်တဲ့သူတွေနော်စစ်တိုက်ကျွမ်းကျင်တဲ့သူတွေနိပရိရဲ့ကျွဲတဲ့သူတွေအားကောင်းတဲ့သူတွေကိုမင်းကရွေးပြီးတော့မှဆက်သွားတိုက်အာမလက်လူတွေလာတိုက်နေပြီငါကတောင်ပေါ်တက်ပြီးတော့မှဆူသွားတောင်းမယ်ဆိုမောရှိကတောင်ပေါ်တက်ပြီးတော့မှမနဲ့မိုးလင်းတဲ့အခါမှာနော် မောရှိရဲ့အာရုံရဲ့ဟူရာရဲ့ တို့ကတောင်ပေါ်တက်ပြီးတော့မှဆူတောင်းကြတယ်။ဒါမဲ့အောက်မှာဘာဖြစ်လဲဆိုတော့တကယ်စစ်ပွဲဖြစ်နေတယ်နော်။စစ်တိုက်နေကြတယ်။ဒါမဲ့အဲ့ဒီအချိန်မှာတဲ့မောရှိကလှန်တန်းကိုင်ပြီးတော့မှနော်သူ့ရဲ့လက်ကိုမြောက်ပြီးတော့မှနေတယ်တဲ့နော်။ဆိုတော့လက်ကိုမြောက်တယ်ဆိုတာကဘာရည်ညွှန်းတာလဲဆိုတော့ဣသရေလလူမျိုးတွေကသူတို့ဆူတောင်းတဲ့အခါမှာနော်ကျွန်တော်ကဆူတောင်းရင်လက်အုပ်ချပြီးဆူတောင်းတယ်နော်။ဆိုတော့လက်အုပ်ချဆူတောင်းတယ်အာဒါမဲ့ကျွန်တော်အခုနောက်ပိုင်းမှာတော့ကျွန်တော်လမ်းလျှောက်ပြီးတော့ဆူတောင်းတဲ့သူတွေရှိတယ်လက်မြောက်ပြီးတော့ ဖျောက်ချိမွမ်းတဲ့သူတွေလည်းရှိရနော်ဆိုအီသူလာလူမျိုးတွေကအရင်တုန်းကသူတို့ဗိမာန်တော်သွားပြီးတော့မှဆူတောင်းတယ်ဆိုလက်မြောက်ပြီးတော့မှလည်းသူတို့ဆူတောင်းတယ်လို့ပြောရနော်ဆိုတော့မောရှိကလက်မြောက်တာကဘာလဲဆိုဖျောက်ကိုသူကဆူတောင်းနေတယ်ဖျားရှင်ကျတို့ဒီအီသူလာလူမျိုးတွေနဲ့အတူပါရှိပါအီသူလာလူမျိုးတွေကိုမဖျက်ဆီးပါနဲ့နော်အမနဲ့လူတွေလာတိုက်နိုင်ပြီသူတို့အီသူလာလူတွေနဲ့အတူပါရှိပါစစ်ပွဲကိုအောင်ခြင်းပေးပါဆိုပြီးတော့မှမောရှိကဆူတောင်းနေတယ်တဲ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့မောရှိရထူချတာနော် မောရှိရဲ့လက်ကမြောက်ထားတယ်ဆိုသူတို့ကအောက်မှာစစ်ပွဲနိုင်နေတယ်နော်မောရှိရဲ့လက်ကဟာသူညောင်းလာလို့ဆိုကျော်ရတော်မနော်ဟို freedom of prison worship မိနစ်30လောက်တယ်နော်7မိနစ်လောက်ကျော်ရကို prison worship leader ကလက်မြောက်ခိုင်းသူ့ကိုနည်းနည်းကြည့်ရတာမကြည့်တော့ဘူးနော်လက်တော့မြောက်နေတယ်မသူ့ကိုကြည့်တယ်အနောက်ကနေဒီတယောက်ဘာလို့ငါတို့လက်မြောက်ခိုင်းနေရလဲအဲ လက်မြောက်တဲ့အခါမှာသူလည်းလက်ညောင်းလာတော့လက်ကိုချရတယ်နော်တဖြည်းဖြည်းနဲ့လက်ပြန်ကျလာချိန်မှာအောက်ကစစ်ပွဲကဘာဖြစ်လဲဆိုတော့စစ်ပွဲကရှုံးနေတယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့သူ့ရဲ့သူနဲ့အတူရှိတယ်နော်အာအာရုံနဲ့ဟူရာကဘာလုပ်လဲဆိုကြောက်ကိုယူပြီးတော့မှ မောရှိကိုထိုင်ခိုင်းတယ်ထိုင်ခိုင်းပြီးတော့မှဒီဘက်ကနေဘယ်ဘက်ကနေတယောက်ညာဘက်ကနေတယောက်ကသူ့ရဲ့လက်ကိုမထားလိုက်တယ်မထားမထားလိုက်တဲ့အခါမှာသူကတဏီကုံလက်မြောက်နိုင်တယ်လို့ပြောတယ်နော်လက်မြောက်ပြီးတော့မှ နေဝင်တဲ့အချိန်တည်းသူရဲ့လက်ကိုမြှောက်ထားနိုင်တယ်။တနည်းအားဖြင့်သူဆက်ပြီးတော့မှဆူတောင်းတယ်ဖျားကိုဖျားထံမှာသူကဆူတောင်းပေးနိုင်တယ်။အဲ့ဒါနဲ့သူရဲ့စစ်ပွဲကနိုင်တယ်နော်။ So hope we draw now 73နဲ့74ကျွန်တော်ဆက်ဖက်ရအောင်နော်။ယောရှုဒီလေအာမလက်မင်းနဲ့လူများတို့ကိုဓာလက်နဲ့ဖြင့်လှုပ်ကြံလေ၏။ထာဝရဖျားကလည်းဤအမှုကို အောက်မေ့စရာဖို့စာရေးထား၍ ယောရှုအားဖတ်ရလောအကြောင်းမူကားကောင်းကင်အောင်၌အာမလဲဤအမှတ်ရှိသမျှကိုငါပယ်ရှင်းမည်ဟုမောရှေအားမိန့်တော်မူ၏တဲ့ဆိုမောရှေကလက်ကိုမျှောက်ပြီးတော့မှနေတဲ့အချိန်မှာအောက်ကယောရှုနဲ့အဖွဲ့ကစစ်နိုင်တယ်အာမလဲနဲ့မင်းများကိုဓာလက်နဲ့ဖြင့်သူတို့လှုပ်ကြတယ်နော်လူတွေအများကြီးကိုသူတို့ကအောင်ခြင်းရတယ်အောင်မြင်တဲ့အခွင့်ကိုသူတို့ရတယ်အဲ့ဒါနဲ့ဖျားကသူတို့စစ်ပွဲပြီးသွားတဲ့အခါမှာဗာပြောလဲဆိုတော့ အေးမင်းတို့ဒီအကြောင်းအရာကိုတေချာရေးထားနောက်လာမဲ့လူတွေဖတ်ပြီးတော့မှသူတို့ရဲ့အတ္တဓာတ်ထဲမှာနော်ဘာလို့ဣသရေလလူမျိုးတွေအောင်မြင်ခြင်းရတာလဲဆိုတော့သင်ယူနိုင်ဖို့ရန်အတွက်ရေးထားပါဆိုပြီးတော့မှပြောတယ်နော်ဆိုတော့15နဲ့16ကျွန်တော်နောက်ဆုံးကျမ်းမဲ့ဖြစ်တယ်နော်စဖက်ရအောင်မောရှိသည်လည်းရစ်ပလင်ကိုတည်၍ယေဟောဝါနိတာဟုတမုတ်လေ၏အကြောင်းမူကားအမလက်လူမျိုး၏လက်သည် ထာဝရဘုရား၏ယာဇပလင်တော်၏ရံဘက်ဖြစ်သောကြောင့်ထာဝရဘုရားသည် ကာလအစဉ်အဆက်အာမလက်အမျိုးကိုစစ်တိုက်တော်မူလိမ့်မည်ဟုဆိုတည်းဆိုသူတို့အောင်မြင်ခြင်းခွင့်ရတဲ့အခါမှာမောရှေကဘာလုပ်လဲဆိုရစ်ပလင်တဲလိုက်တယ်နော်ရစ်ပလင်တဲပြီးဘုရားကိုကိုးကွယ်ပြုံးမှအဲ့ရစ်ပလင်ကိုသူကဘလို့တမှောက်လဲဆိုတော့ယေဟောဝါနိတလို့တမှောက်တယ်နော်ကျွန်အင်္ဂလိပ်လိုဆိုအင်္ဂလိပ်လိုတော့မဟုတ်ဘူးနော်ဒီဟေဘရဲဘာသာအားဖြင့်ဆိုရင် ဂျေဟိုဗာနေစီပေါ့နော်ဂျေဟိုဗာနေစီဆိုပြီးတော့သူကတမုတ်တာဖြစ်တယ်ပထမတိတိကျကျကျွန်တော်တင်ယူရတဲ့အရာကဘာလဲဆိုတော့သူတို့ကြီးမားတဲ့အခက်အခဲသူတို့ရင်ဆိုင်ရတဲ့ခါမှာဆူတောင်းခြင်းကိုလည်းလှုပ်ဆောင်တယ်ပထမစစ်တိုက်ဖို့ရန်အတွက်လည်းပြင်ဆင်တယ်တဲ့နော်ဟာငါဆုပဲတောင်းမယ်ပေါ့နော်စစ်ပွဲဖြစ်နေပြီငါဆုပဲတောင်းမယ်ဆိုပြီးတော့မလုပ်ဘူးနော်ဆူတောင်းဖို့ရန်အတွက်လည်းပြင်ဆင်တယ်ပြီးတော့မှစစ်တိုက်ဖို့ရန်အတွက်လည်းလုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ် so pray as if everything depend on God and walk as if everything depend on you no ဆိုတော့ကျွန်တော်မှာတာဝန်နှစ်ခုရှိနေတယ်เนาะနှစ်ခုရှိနေတယ်စူတောင်းရမယ့်တာဝန်နဲ့စာလုံးရမယ့်တာဝန်เนาะဆိုတော့ကျွန်တော်ဒီမှာရှိတဲ့သူတွေအများစုကတော့ចောင်းသားတွေပဲเนาะဟာငါစူတောင်းမယ် Prayer Mountain မှာတော့ကျွန်တော် APTS Prayer Mountain မှာတော့အခုချိန်အရန်ကိုစူတောင်းတန်နေအရန်များနေတယ်เนาะ ဆိုတော့ညာတိုင်းစုသွားတောင်းပြီးတော့မှစာမလုပ်ဘူးဆိုရင်စာမွဲအောင်မလားတေးချရနော်စာမွဲကြမှာအလိုပဲကျွန်တော်တို့ကအလုံးမလုံးပဲနဲ့အာငါစုတောင်းမယ်အလုံးမလုံးပဲနဲ့မီလီယံနာကြီးဖြစ်ချင်ရင်တော့အဲ့ဒါတော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့မှာတာဝန်နှစ်ခုရှိတယ်စုတောင်းရမယ်နော်အရာအလုံးကဘုရားသခင်ငါတို့အပေါ်မှာခွန်အားပေးမယ် ငါတို့လှုပ်ဆောင်နိုင်ခြင်းအခွင့်ပေးမယ်ဆိုတော့ယုံကြည်ခြင်းနဲ့ဘုရားကိုဆုတောင်းရမယ်တစ်ဖက်မှာလည်းအရာအလုံးကငါတို့လှုပ်ရမယ်တာဝန်ဖြစ်တယ်ဆိုပြီးတော့မှလှုပ်ရမယ်နော် assignment အလုံးကငါတာဝန်ဖြစ်တယ်အာမင်ချက်ကြည့်ပြီးတဲ့တာဝန်မဟုတ်ဘူးနော်ကျတို့ကျောင်းမှာအင်္ဂလိပ်စာမှာ mom baby နော်အလုံးသိမယ်နဲ့တွေ့ mom baby သူကတစ်ခေါက်ကျွန်တော်နဲ့လာတွေ့ပြီးတော့စကားပြောတော့သူကပြောလဲဆိုတော့ အခုခစ်ចောင်းသားတွေရတဲ့ AI တုံးကြတယ်တဲ့ဟာဟုတ်ကဲ့ဆမအဲ့ဒါဆိုတော့တဲ့သူတို့ရဲ့ paper ကိုကြည့်လိုက်တာတဲ့အမားပြင်ဖို့တလုံးမှမရှိတော့ဘူးတဲ့နော်အကုန်လုံးကမှန်တယ်ဒါမှကျွန်တော်ចောင်းသားတွေကလည်းတော်တယ်အဲ့နောက်ပိုင်းမလုပ်လဲဆိုတော့ ChatGPT ရေးရေးပေးထားတဲ့ဟာကိုပြောင်းပြန်နေပြန်လုပ်လိုက်တယ်နော်ဒီတဲမှာဘယ်သူတွေရှိလဲတော့မသိဘူး so ကျွန်တော်ကပါလဲ ဆူတောင်းခြင်းမှာလည်းကျုပ်တာဝန်ရှိသလိုအလုံးလုံးဖို့ရန်အတွက်လည်းကျုပ်မှာတာဝန်ရှိတယ်နော်ဆိုတော့ကျုပ်ဘေးနားလူကိုပြောရအောင်နော်ဆူလဲတောင်းစာလဲဖတ်ပါလို့ဘေးနားလူကိုပြောနော်တချို့ကကျတို့စာပဲလောက်တဲ့သူလည်းရှိတယ်နော်တချို့ကစာပဲလောက်တာစူမတောင်းအဲ့ဖွဲ့ဘယ်နှယောက်ရှိလဲ ်ဆိုတော့အဲ့ဒါလည်းမဟုတ်ပြန်အောင်နော်ဆိုတော့နံပါတ်1ကျွန်တော်ဒီအကြောင်းအရာအပြင်တင်ယူရတဲ့အရာကဘာလဲဆိုတော့စစ်ပွဲအနိုင် အရှုံးကတဲ့ဖျားပေါ်မှာအဓိကမူတည်နေတယ်တဲ့အာမင်ဆိုအငယ်7မှာနော်မောရှိသည်လက်ကိုခြီသောအခါဣသရေလလူတို့သည်နိုင်ကြ၏လက်ကိုချသောအခါအာမလန်လူတို့သည် ရှုံးနေဖြစ်ရမှာเนาะအဲ့ညမှာရှုံးနေဖြစ်ရမှာဆိုလက်ကိုမြောက်ထားတယ်တနည်းအားဖြင့် तू ဘုရားနဲ့အဆက်အသွယ်လုပ်နေတဲ့အချိန်မှာအောက်ကစစ်ပွဲကဘာဖြစ်လဲနိုင်နေတယ်မောရှိကလက်ကိုချရကောင်တနည်းအားဖြင့်ဘလို့မှအဲ့ဒါကြီးမဖြစ်နိုင်အောင်เนาะစစ်တိုက်နေတဲ့ तू ဒီတောင်အောင်မှာစစ်တိုက်နေတာတစ်ဖွဲ့မောရှိနဲ့တောင်ပေါ်မှာဆူတောင်းနေတဲ့အဖွဲ့တစ်ဖွဲ့ဒါပေမဲ့ဘာလို့မောရှိရဲ့လက်ကမြောက်နေတဲ့အချိန်မှာဘာလို့သူတို့စစ်ပွဲကနိုင်တာလဲဘာလို့လက်ကိုချတဲ့အခါမှာ ောက်ကစစ်ပွဲတွေကရှုံးရတာလဲဆိုကျွန်တော်စဉ်းစားเสียရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဆူတောင်းခြင်းကကျွန်တော်ရဲ့အလုပ်ထက်တနည်းအားဖြင့်ဖျားကကျွန်တော်ရဲ့လှုပ်ဆောင်ခြင်းထက်ကျွန်တော်ရဲ့စစ်ပွဲအနိုင်အရှုံးဒါမှမဟုတ်ကျွန်တော်ရဲ့ဘဝရဲ့အောင်မြင်ခြင်းဒါမှမဟုတ်ကျွန်တော်ရဲ့ဘဝရဲ့ဘန်းတိုင်ရောက်ဖို့ရန်အတွက်အဓိကကြားတဲ့အရာကဖျားဖြစ်တယ်တင်အကောင်းဆုံးလှုပ်ဆောင်ဖို့လိုတယ်ဟုတ်တယ်ဒါပေမဲ့ဖျားမပါရင် သင်အောင်မြင်ခြင်းကတနေ့ဆုံးရှုံးသွားလိမ့်မယ်နော်ဆိုတော့ကျွန်တော်အခုတလောကျွန်တော်သတင်းတွေကြားရမယ်နော်တကယ်ခေါင်းဆောင်ကြီးတွေနော်မင်းရခေါင်းဆောင်ဒီနေ့ကဘာဖြစ်လဲအကျဉ်းသားလို့ဖြစ်နေတယ်နော်အချုပ်သားတွေလို့ဖြစ်နေတယ်ဆိုလွန်ခဲ့တဲ့နှစ်ကတော့အောင်မြင်နေတယ်တိုက်တွေကားတွေနဲ့ဒီနေ့ကဘာမှမရှိတော့ဘူးဖြစ်သွားတဲ့သူတွေအများကြီးပဲဆိုကျွန်တော်အခုဒီမှာရှိရတဲ့သူတွေ 20ဝင်းကျင်နေရှိမယ်30ဝင်းကျင်နေရှိမယ်ကျွန်တော်ကတော့30ဝင်းကျင်ပေါ့နော်ကျွန်တော်ရဲ့ဖြတ်တန်းတဲ့ကာလမှာကျွန်တော်ငငယ်တုန်းကတော့ကျွန်တော်အားကြခဲ့တဲ့သူတွေနော်ဟာဒီမိသားစုကအရန်ချမ်းသာတယ်နော်ဆိုတော့ကျွန်တော်ကျွန်တော်တို့မက်မက်ရရကျွန်တော်အိမ်နောက်မှာကျွန်တော်အိမ်နောက်ကအိမ်တိန်ကသူတို့မိသားစုအရန်ချမ်းသာတော့အိမ်ထဲမှာတော့တီဗီ၃လုံးရှိတယ်ဆိုတော့ကျွန်တော်ကငငယ်တုန်းကအရန် game game နဲ့ကျွန်တော်လဲဝါသနာပါခဲ့တယ်နော်ဆိုတော့ game sort game sort တော့ ဒါပေမဲ့အဲ့ဒီတော့ကျွန်တော်ပီ2တွေပေါ်ကစားနော်ပီ2ကတော့မဝယ်နိုင်သေးဘူးပီ1နေပဲဆော့တာအဲ့နဲ့ကျွန်တော်အဲ့အဲ့နောက်ကကလေးရကြောင့်ပီ1လည်းရှိရပီ2လည်းရှိတယ်နော်အကုန်ရှိတယ်အားကြတာဟာဒါပေမဲ့အခုလည်းကြာရောသူတို့ဘဝပျက်စီးနေတဲ့သူတွေအများကြီးရှိတယ်နော်ဆိုတော့သင်ဘလောက်ပဲသင်ဘဝမှာစူးစားနိုင်ပေမဲ့သင်ဘလောက်ပဲစူးစားပါစေဖျားမပိုင်တော့တရက်သင်ပြိုလဲလိမ့်မယ်နော်ဆိုတော့သင်ဘေးနားလို့ပြောလိုက် မင်းဘလောက်ပဲကြိုးစားကြိုးစားဖျားမပိုင်တနေ့ကြရှုံးလိမ့်မယ်လို့ပြောလိုက်နော်ဆိုဒီနေ့စာဘလောက်ပဲကြိုးစားကြိုးစားနော်ဖျားကိုသင်လစ်လူရှုရင်တော့ဘွဲတော့ရလိမ့်မယ်အမှတ်တွေလည်းကောင်းလိမ့်မယ် GPA တွေအများကြီးရလိမ့်မယ်ဒါပေမဲ့သင်တကယ်သင်ဘဝရဲ့ဖျားပေးထားတဲ့အရာတွေရနိုင်ဖို့ရန်အတွက်တော့ဖျားနဲ့အတူသွားမှရမှာ ဆိုကျွန်တော်အားလုံးကိုဖန်ဆင်းထားတာကဖျားဖြစ်တယ်နော်ဆိုတော့ဒီမှာဒီ TV ကိုလည်း TV ကိုဖန်ဆင်းထားလှုပ်ဆောင်ထားတဲ့သူရှိတယ်နော်ဆိုတော့လှုပ်ဆောင်ထားတဲ့သူကအခုလိုမျိုးကျွန်တော်အားလုံးကြည့်လို့ရအောင် TV အကြီးလှုပ်ထားတယ်ဆိုအဲ့လိုမျိုးပဲကျွန်တော်လူတိုင်းလူတိုင်းကိုဖျားကတန်ဖိုးရှိစွာနဲ့လှုပ်ဆောင်ထားတာဖြစ်တယ်တန်ဖိုးရှိတယ်တချို့ကဖျားကအမြင့်ဆုံးနေရာတွေမှာထားထားတယ်နော်အကုန်လုံးကိုဒါပေမဲ့ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အသက်တာထဲမှာကိုယ်ပဲစူးစမ်းတယ်လှုပ်ဆောင်တယ်ဖျားမပါဘူးဆိုရင်တော့တေးချတယ်အဲ့ဒီဖျားထားတဲ့နေရာတင်းတင်းအသက်တာမှာလုံးဝရောက်မှာမဟုတ်ဘူးအာမင်ဆိုတော့ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းလဲဆိုတော့စားလဲစူးစမ်းပါဒါပေမဲ့အဲ့ဒီထက်ပိုအရေးကြီးတာကဖျားနဲ့တင်းရဲ့မိတ္တဟာရဖွဲ့ခြင်းဖျားနဲ့တင်းနဲ့စကားပြောခြင်းကပိုပြီးတော့မှအရေးကြီးတယ်အဲ့ဒီအရာကတင့်ကိုအောင်မြင်စေလိမ့်မယ်နော်တချို့လူတွေနော် တချို့လူတွေစာမတော်တဲ့သူတွေအများကြီးရှိတယ်နော်တချို့လူတွေစာသိပ်မတော်ဘူးဒါမဲ့သူတို့အသက်တာထဲမှာစာစူးစားတယ်ပြီးတော့မှဖះနဲ့သူတို့မိတ္တာရဖွဲ့တာများတဲ့ခါမှာတချက်တစ်ချိန်ကျတော့အရန်ကိုကြီးမားတဲ့သူတွေဖြစ်သွားတဲ့သူတွေအများကြီးရှိတယ်နော်ကျုပ်ဟာငါဒီဒီတယောက်တော့အဲ့လိုမျိုးဖြစ်လာလိမ့်မယ်လို့မထင်တော့ဘူးဒါမဲ့အော်အခုတော့သူဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီနေ့ ဆူတောင်းခြင်းကတင်းရဲ့လှုပ်ဆောင်ခြင်းထက်ပိုပြီးတော့မှအရေးကြီးတယ်။ဆိုတော့နံပါတ်3အချက်ပေါ့နော်။ဆိုတော့သူတပားကိုကူညီခြင်းကကိုအောင်မြင်ခြင်းရဖို့ရန်အတွက်လဲလှုပ်ဆောင်နေတာဖြစ်တယ်တဲ့နော်။အငယ်7မှာတို့ရတွင်မောရှေ၏လက်သည်ညောင်းသောကြောင့်သူတို့သည်ကြောက်ကိုယူ၍မောရှေကိုထိုင်စေပြီးလင် အာရုန်နှင့်ဟူရာတို့သည်တယောက်တစ်ဖက်နေ၍သူ၏လက်ကိုမကြ၏။တို့ဖြစ်၍နေဝင်သည့်တိုင်အောင်သူ၏လက်တို့သည်အမြဲ နေလေဤတယ်နော်ဆိုမောရှိကလက်ညောင်းလာပြီဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲသူ့ဘေးနားမှာရှိတဲ့သူနှစ်ယောက်ကသူ့ရဲ့လက်ကိုမြှောက်ပေးကြတယ်နော်မြှောက်ပေးတဲ့ခါမှာအောက်ကစစ်ပွဲနိုင်တယ်နော်ဆိုသူတို့ကမြှောက်မပေးလို့တကယ်လို့သာမောရှိကစူမတောင်းနိုင်တော့ဘယ်နဲ့နေတယ်စစ်ပွဲကလည်းရှုံးသွားတယ်ဆိုရင်ဘေးနားနှစ်ယောက်ကလည်းစစ်ရှုံးတဲ့အထဲမှာပါမှာထွက်ပြေးရမှာသူတို့လည်းကြုံဖြစ်မလားသိမလားပြောလို့မရအောင်ဒါပေမဲ့သူတို့ကမောရှိကိုကူညီပေးလိုက်တဲ့အရာက ူတို့ကိုယ်တိုင် အောင်မြင်ဖို့ရန်အတွက်လမ်းဖွင့်ပေးတာဖြစ်တယ်အာမင်ဆိုကျွန်တော်ဒီမှာရှိရသူတွေနော်မိဘတွေနဲ့ကျွန်တော်ဝေဘရမကျွန်တော်ပညာတွေသင်ကြားတဲ့အခါမှာကျွန်တော်ပဝင်းကျင်မှာကျွန်တော်ဒီမှာ EBDS မှာဆိုရင်30ကျော်လောက်38ယောက်လောက်ရှိတယ် BBDS မှာဆိုလည်းမြန်မာတွေရှိတယ်မြန်မာ community တွေရှိတယ်နော်ကျတို့အချင်းချင်းကျတို့ဘာကူညီနိုင်လဲဆိုတာစဉ်းစားဖို့ရည်ကြီးတယ်နော်။ငါတို့ဘာဘာကူညီနိုင်မလဲ။ ဆိုငွေကြေးပဲမဟုတ်ဘူးเนาะငွေကြေးတတ်နိုင်တဲ့သူတွေကလည်းငွေကြေးနဲ့ကူညီလို့ရတယ်เนาะတချို့ကလည်းကိုယ့်ရဲ့တီးတဲ့အရာတက်ဆွမ်းတဲ့အရာတွေနဲ့ပါဖြစ်လဲကျွန်တော်တခြားလူတွေကိုကူညီလို့ရတယ်เนาะကျွန်တော်ဒီကိုရောက်လာပြီးနောက်ပိုင်းမှာကျွန်တော်တခြားလူတွေကိုကူညီပေးနိုင်တာတခုပါရှိလဲဆိုတော့မြန်မာပြည်ကနေဘရမ APDS အကြောင်းကိုတက်ရှင်တဲ့သူတွေရှိရင်စူးစမ်းဘရမသူတို့ကူပေးရเนาะတခါလေအလုပ်တွေအများကြီးတယ်ဟာ assignment တွေပြီးပြီးတော့ပြီးနေတဲ့အချိန် သူတို့ကလည်းသူတို့ဟာဆရာကျွန်တော်ဘာလို့ reply မလုပ်တာလဲပေါ့နော်ဒါမဲ့စူးစမ်းပြုံးမှာကူညီပေးတယ်လှုပ်ဆောင်ပေးတယ်ပေါ့နော်ဆိုတော့ကျိုးဒီနေ့ကျိုးမေးကမေးချင်တာကသင်ဘာကူးမှာရောက်နာဘယ်နှစ်နှစ်ရှိပြီလဲဘသူ့ကိုကျွန်တော်ဘာကူညီပေးပြီးပြီလဲနော်သင်ဘာတွေကူညီပေးပြီးပြီလဲတချို့ကပတ်စံရှိတယ်နော်သူပဲတခါတည်းစားနေတာအဲ့လိုကြီးလည်းရှိတယ်နော်တိတ်တိတ်လေးပဲစားနေတဲ့ဘွဲရှိရနော် ဒီထဲမှာတော့မပါတော့ဘူးနဲ့တွေ့ရနော်တခြားဒီနေ့ဘုရားကြောင့်မတက်တဲ့ဖွဲ့ဟမ်ဆိုဒီနေ့ကျွန်တော်ရှိတဲ့အရာနဲ့ငွေကြေးရှိရင်ဟာဘသူခက်ခဲနေလဲနော်ဘသူအခုချိန်မှာဘာလိုနေလဲကျွန်တော်ဘာကူညီပေးရမလဲကျွန်တော်ကူညီပေးဖို့ဖြစ်တယ်တချို့ကျွန်တော်စာအားနေတဲ့သူတွေရှိရနော်တချို့ကစာရမ်းရတယ်စာအားနေတဲ့သူတွေရှိတယ်စာအားနေတဲ့သူတွေကိုကျွန်တော်ဘာကူညီပေးရမလဲဆိုကျွန်တော်ရဲ့ကူညီခြင်းကကျွန်တော်ကိုအောင်မြင်ဖို့ရန်အတွက် လှုပ်ဆောင်ခြင်းလည်းဖြစ်တယ်နော် help others win you win နော်မိတချားလူကိုအောင်မြင်ဖို့လှုပ်ဆောင်ပေးလိုက်တာကသင်လဲအောင်မြင်တာဖြစ်တယ်နော် so ကျူရီရဲ့လမ်းတွေကိုလည်းပွင့်စေတာဖြစ်တယ် so နံပါတ်၄တစ်ချက်ကစစ်ပွဲနိုင်သွားတဲ့အချိန်မှာ မောရှေကရစ်ပလင်တဲဘရောမှာယေဟောဝါနေတိလို့ပြောတာနော်ယေဟောဝါနေစီအတိတ်ပြပါလဲဆိုတော့ the lord is our banner ဆိုပြီးတော့ပြောတယ်နော်ဆိုတော့ အဲ့ဒီအချိန်မှာဣသူလာလူမျိုးတွေနော်ဣသူလာလူမျိုးတွေကသူတို့ဘာနားလဲလိုက်လဲဆိုဟာငါတို့ကတော့စစ်ပွဲကိုစ조사ပြီးတော့မှတိုက်လိုက်တာပဲဒါပေမဲ့ငါတို့အောင်မြင်ခြင်းကငါတို့조사ပြီးတိုက်လို့မဟုတ်ဘူးဘုရားကအောင်မြင်ခြင်းပေးတာဆိုတော့သူတို့နားလဲတယ်နော်မောရှိအပြင်သူတို့နားလဲတယ်မောရှိရဲ့လက်ကမြောက်တဲ့အခါမှာသူတို့စစ်ပွဲနိုင်နေတယ်မောရှိရဲ့လက်ကချတဲ့အခါမှာသူတို့နီးနီးပရိရဲ့ဘလောက်ပဲကောင်းကောင်းသူတို့လက်နက်တွေဘလောက်ကောင်းကောင်းမောရှိလက်ချနိုင်သွားပြီးသူတို့ရှုံးပြီးအကုန်သေးပြီး ဒါပေမဲ့မောရှိရဲ့လက်ကမြောက်နေတဲ့အချိန်မှာသူတို့ဘလောက်ပဲအားနေပါစေလူဝင်အားဘလောက်ပဲနေပါစေသူတို့ရဲ့ strategy တွေဘလောက်ပဲမကောင်းပါစေသူတို့စစ်နိုင်တယ်ဆိုတော့အဲ့ဒါနဲ့ဘာလုပ်လဲဆိုဣသရာလူမျိုးတွေဟာငါတို့ဒီစစ်ပွဲကိုနိုင်တာကငါတို့အစွမ်းစာမဟုတ်ဘူးငါတို့ရဲ့အောင်မြင်ခြင်းကဖျားကနေလာတာဖြစ်တယ်ဖျားကငါတို့ရဲ့အောင်မြင်ခြင်းဖြစ်တယ်ဆိုကြွေးကြော်တယ်အာမင်ဆိုဒီနေ့ကျွန်တော်တို့အောင်မြင်ခြင်းရတဲ့ခါမှာဟဲ့ငါစာစူးစားခဲ့လို့ဆိုတာမဟုတ်ပဲနဲ့နော် ဟာဖခင်ကငါ့ကိုအောင်မြင်ခြင်းပေးတာဆိုတော့ကျွန်တော်သိဖို့အရင်ရေးကြည့်ရအောင်ဆိုကျွန်ဖိလစ်ပိုင်ရောက်လာတယ်စာချောင်းနေနော်ကျွန်တက်နိုင်တယ်ဆိုမြန်မာဖခင်အဖွဲ့တွေကကျွန်တော်တို့ကြည့်တဲ့အခါမှာအရင်အားကြရအောင်ဟာတခြားနိုင်ငံသားမှာသွားပြမှာကျောင်းတက်နိုင်တယ်ဆိုပြမှာအရင်အားကြရတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်ကိုကျွန်တော်ဘာလုပ်ဖို့အရင်ရေးကြည့်လဲဆိုအောင်ကျုပ်ဒီကိုရောက်နိုင်တာကဖျားပို့လို့ဖြစ်တယ်နော်ဖျားမပို့ရင်တေးချရတဲ့တင်လုံးဝမရောက်နိုင်ဘူး အရန်လွယ်တယ်လို့ပြောပေမဲ့နော်ဟာဖလပိုင်လာဖို့အရန်လွယ်တယ်လို့ပြောပေမဲ့လေစိတ်ကနေပြန်လှည့်တဲ့သူတွေအများကြီးရှိတယ်။ဆိုဒီနေ့တည့်ရင်အောင်မြင်ခြင်းကဘုရားကနေလာတာဖြစ်တယ်။ဆိုဘန်နာလို့သုံးတယ်နော်ဘန်နာဆိုအလံအလံကဘယ်နေရာတွေမှာသုံးလဲဆိုတော့တင်ဂီတဖြစ်တယ်နော်ဒါငါတို့ရဲ့အဖွဲ့အစည်းဒါငါတို့ရဲ့အသင်းဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်နော်စစ်ပွဲတွေမှာအရင်တော့ကစစ်ပွဲတွေမှာကျွန်တော်အခုချိန်မှာတော့ဖုန်းတွေသုံးတယ်နော်တကယ်သူတို့စစ်ပွဲတွေမှာသုံးတဲ့ ဖုန်းတွေရှိတယ်အာကဲငါတို့ဘယ်နေရာကိုဥတီမယ်ဘယ်နေရာကိုသွားတိုက်မယ်ဒါပေမဲ့အလံကအရင်တော့ကအဲ့ဒီဖုန်းတွေမရှိတဲ့အချိန်မှာအလံကဘာလုပ်လဲဆိုတော့စစ်တိုက်နေတဲ့အချိန်နော်ဟိုဘက်ဒီဘက်လူတွေကလည်းအယံများစစ်တိုက်တဲ့အချိန်ဆိုရင်ဟာငါအဖွဲကဘယ်ဘယ်အဖွဲလဲဆိုတော့သိမှာမဟုတ်နော်ကျွန်တော်ဘောလုံးကန်တဲ့အချိန်တောင်မှတချို့ကကိုကိုဂိုးကိုပြန်ယူရတဲ့သူတွေလည်းရှိရနော်ဆိုစစ်တိုက်နေတဲ့အချိန်မှာအဲ့လိုမမားဖို့ရန်အတွက်သူတို့အလံသုံးတာဒီအလံကိုထောင်ထားတဲ့ဖက်ဆိုဟာဒါငါတို့ဖက်ချက်ချင်းသိရနော် ဆိုတော့ the lord is my banner လို့ပြောတဲ့အခါမှာဘုရားကငါတို့ကိုဥဆောင်ပေးတဲ့သူဖြစ်တယ်။ဘုရားကငါတို့ကိုစုစည်းပေးတဲ့သူဖြစ်တယ်နော်။အလံကစုစည်းပေးတယ်။တကယ်စစ်ပွဲဖြစ်နေတဲ့ချိန်မှာလာဒီမှာငါတို့အဖွဲ့ဆိုပြမစုစည်းပေးတယ်။ပြောချင်တာကဘာလဲဆိုဘုရားကငါတို့ကိုစုစည်းပေးတဲ့သူဖြစ်တယ်။ဘုရားကငါတို့ကိုလမ်းပြပေးတဲ့သူ direction ပေးတဲ့သူဖြစ်တယ်။ဆိုပြမသူတို့ပြောနေတာဖြစ်တယ်ဗောနော်။ပြီးတော့မှ အောင်မြင်ခြင်းတွေရတဲ့ခါမှာဘာဖြစ်လဲအလံစိုက်ကြရနော်ဒီဥစ္စာကဒီဒီတပ်ပုံကဘာလဲဆိုတော့အမေရိကန်တွေကဂျပန်တွေနဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာဂျပန်တွေရဲ့ကျွန်းကိုသူတို့တင်ပြီးတော့မှအောင်တဲ့ခါမှာသူတို့အဲ့ဒီအလံစိုက်တဲ့ပုံဖြစ်တယ်နော်ဆိုတော့အောင်မြင်ခြင်းရတဲ့ခါမှာအလံစိုက်တယ်နော်ကျောက်ခုချင်းမျိုးမျိုးမှာစစ်ပွဲတွေဖြစ်နေတယ်စစ်ပွဲမျိုးတစ်မျိုးကိုတင်လိုက်လို့နိုင်ပြီဆိုရင်ဘာလုပ်ရလဲအဲ့ဒီအလံကိုလက်ရှိအလံကိုချချပင်းသူတို့ရဲ့အလံကိုတင်တယ်နော် ဆိုတော့ဒါငါတို့ရဲ့အလံဒါငါတို့ရဲ့နေရာဒါငါတို့ရဲ့ပိုင်တဲ့နေရာငါတို့ရဲ့အောင်မြင်ခြင်းဆိုပြီးတော့မှကြွေးကြော်တဲ့အရာဖြစ်တယ်နော်ဆိုတော့ဘုရား the lord is my banner လို့ပြောတဲ့အချိန်မှာဘုရားကငါရဲ့အောင်မြင်ခြင်းဖြစ်တယ်ဘုရားကငါ့ကိုဦးဆောင်ခြင်းပေးတဲ့သူဖြစ်တယ်ဘုရားကငါတို့ကိုစုစည်းစေတဲ့သူဖြစ်တယ်ဆိုပြီးတော့မှဣသေလလူမျိုးတွေကဘုရားကိုပို့ပြီးတော့မှနားလည်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ဆိုတော့ ဒီမှာကျွန်တော်တို့ဒီအကြောင်းအရာကဘာကိုလဲပုံဆောင်လဲဆိုတော့မောရှေကတောင်ပေါ်မှာလက်ကိုမြှောက်ပြီးတော့မှဆူတောင်းတဲ့ချိန်မှာအောက်ကသူတို့ရဲ့ရန်သူအာမနက်လူတွေကိုနိုင်တဲ့အခွင့်ရတယ်နော်ဒီလိုပဲသခင်ယေရှုကလည်းလဝါးကနေပေါ်မှာအသေးခံတဲ့အခါမှာအပြစ်ရဲ့အပြစ်ကိုအောင်ခြင်းအခွင့်ကျွန်တော်တို့လူသားတွေကရတယ်နော်ကျွန်တော်လူသားတွေကစာတန်းပေါ်မှာအောင်မြင်တဲ့အခွင့်အောင်နိုင်ခြင်းအခွင့်ကိုရတယ်ဆိုတော့ဒီအရာကလည်းသခင်ယေရှုခရစ်တော်ဖခင်ရဲ့ အောင်မြင်ခြင်းကိုကျွန်တော်ပုံဆောင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုဟုတ်ပြီကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်နောက်ဆုံးအနေနဲ့ကျမ်းစာလေးတစ်ပတ်ဖတ်ပြီးတော့မှအဆုံးသတ်ချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်စာလံကျမ်းအခန်းကြီး60အငယ်၄မှာပေါ့နော်အတူတူကကျွန်တော်ဖတ်ကြည့်အောင်နော်ကိုရောကိုကြောက်ရွံ့သောသူတို့သည်သစ္စာတရားကြောင့်ထူရသောအလံကို ပေးသနာတော်မူပြီး O oh God, you have given a banner to those who fear you. လို့ပြောရနော်။ဆိုတော့ဘုရားကိုကြောက်ရွံ့တဲ့သူကိုဘုရားကအဲ့ဒီအလံပေးတယ်နော်။ဆိုလိုချင်တာကအေးမင်းဘုရားကိုကြောက်တယ်။တနည်းအားဖြင့်မင်းဘုရားနဲ့အဆက်အသွယ်လုပ်တယ်။ဘုရားကိုကိုးစားနေတယ်။ဘုရားနဲ့မိသားရဖွဲ့တယ်။ဆိုရင်တေးကြတယ်အဲ့ဒီအောင်လံအောင်လံကတင့်အတွက်ဖြစ်လာလိမ့်မယ်။အဲ့ဒီအောင်မြင်ခြင်းကတင့်အတွက်ဖြစ်လာလိမ့်မယ်။ဒါမှမဟုတ်အလုတ်အရန်စူးစမ်းတယ်နော်။ ဒါပေမဲ့ဖျားကိုတော့လစ်လူရှုထားလိုက်ရင်တော့သေးကြတယ်အဲ့ဒီအလံကိုတော့တင်ရမှာမဟုတ်ဘူးဆိုတော့ဒီနေ့ကျော်ခွန်အားပေးခြင်း ਨੇ ဒီနေ့ကျော်တို့ဘယ်နာရီဆုတောင်းကြလဲတရက်ကိုဘယ်နှမိနစ်ဆုတောင်းကြလဲဘယ်နှမိနစ်ကျော်တို့ကျန်းစာဖတ်ကြလဲကျန်းစာမဖတ်ဘူးဆုမတောင်းဘူးဆိုရင်တော့သေးကြတယ်နော်ဘင်းသားလို့ပြောလိုက်အေးမင်းကျန်းစာမဖတ်ဘူးဆုမတောင်းဆိုသေးကြတယ်အဲ့ဒီအွန်လိုင်းရမှာမဟုတ်ဘူးဖျားပေးတဲ့အွန်လိုင်းရမှာမဟုတ်ဘူးလို့ပြောလိုက်တော့ တင်ဘလောက်ပဲစ조사조사ဖျားပေးတဲ့အောင်လံတော့တင်ရမှာမဟုတ်ဘူးဒါမဲ့လူတွေကတော့အော်ဒီလူအောင်မြင်တယ်ဆိုပြီးအတိအမှတ်ပြုတ်ရင်ပြုတ်လိမ့်မယ်ဟာဒီဒီလူချမ်းသာတာပဲဟာဒီလူဘွဲရသွားတာပဲဒီလူကြွယ်ဝတာပဲလို့ပြောချင်းပြောလိမ့်မယ်ဒါမဲ့ဖျားပေးတဲ့အောင်မြင်ခြင်းတော့တင်ရမှာမဟုတ်ဘူးဆိုဒီနေ့ဖျားပေးတဲ့အောင်မြင်ခြင်းသူရင်တင်ရခြင်းလဲဆိုရင်ဖျားပေးတဲ့အောင်လံကိုတင်ရခြင်းလဲဆိုရင်ဖျားနဲ့တင်မိသားရဖွဲ့ဖို့အရင်ရည်ကြီးတယ်ဆိုတော့အိန္ဒိယမှာနေတော့အိန္ဒိယမှာကျွန်တော်ဒီ ကျန်းစာကြောင်းပေါ့နော်ကျောကျန်းစာကြောင်းတက်တယ်2017ကနေစပြီးတော့2014လောက်အထိပေါ့နော်3နှစ်လောက်ကျောတက်တော့အဲ့ဒီချိန်မှာကျောဘာလုပ်လဲဆိုတော့အိန္ဒိယလည်းကျောစာရမ်းများတယ်နော်စာမလွယ်ဘူးစာရမ်းများတယ်ဆိုစာဖတ်စရာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျောတခုပါ decision ဆုံးဖြတ်ချက်တခုပါချလဲဆိုဟုတ်ပြီစာလည်းအများကြီးများတယ်ဒါပေမဲ့ငါဘာပဲဖြစ်ဖြစ်တရက်မှာတနာရီတော့ငါ ဆူတောင်းမယ်စံစာဖတ်မယ်ဖះရတဲ့အချိန်ယူမယ်ဆိုပြီးတော့အဲ့ဒီမှာကျွန်တော် classroom တွေရှိတယ်ဗောနော် classroom တွေကညာဘိုင်းဆိုရင်ဘာမှမရှိဘူးဆိုအဲ့ဒီအခန်းထဲမှာသွားပြီးတော့မှကျွန်တော်ဒီကိုနေတဲ့အခန်းတွေကလည်း6ရောက်လောက်တငယ်ချင်းတွေ6ရောက်လောက်အတူနေရတာဆိုတော့ဆူတောင်းဖို့အဆင်မပြေဘူးအဲ့နဲ့ဘာလို့လဲဆိုတော့ဟောဟုတ်ပြီငါဒီ classroom တွေတဲမှာဘာမှမရှိဘူးဆိုတော့မနက်ပိုင်းပဲဖြစ်ဖြစ်ညပိုင်းပဲဖြစ်ဖြစ်သွားပြီးတော့မှဒါပုံမှန်တရက်ကိုတနားရီဆူတောင်းမယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချအဲ့ဒါနဲ့ဆူတောင်းတယ်နော် ဆူတောင်းတယ်ပုံမှန်ဆူတောင်းတယ်ဒီခါလေးစာလုတ်เสียရမ်းများတယ်ဆောင်းမလဲနီးနေပြီဒါမဲ့ဟာဘာပဲဖြစ်ဖြစ်အာဆူတောင်းမယ်နော်တရက်ကိုတနားရီတော့ငါအချိန်ပေးမယ်ဆူတောင်းတယ်အာမနေ့ပြန်ဆောင်းမွေးရှိနေပြီလုတ်เสียရလည်းကြံသေးတယ်အာရတယ်ငါအရင်ဘာဖြစ်ဆူတောင်းလိုက်မယ်ဒီခါလေးတချို့ assignment တွေပြီးဖို့လိုတယ်နော်ဟာဘာဖြစ်ငါအရင်ဆူတောင်းမယ်ဆိုဆူတောင်းတယ်လုတ်တယ်ဆိုအဲ့ဒီအချိန်တော့ကျွန်တော်မြန်မာပြည်မှာဆိုဖုန်းတွေမရှိသေးဘူးနော်ဖုန်းတွေမရှိသေးဘူးပြီးတော့မှ အခုကျွန်တော်တို့ဒီမှာလို့နော်ဟာကိုခက်ခဲနေပြီဆိုနိုင်ငံသားမှရှိရကိုအကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖုန်းလေးတစ်ချက်လောက်ပြီးတော့မှအချိန်နေပြောပြီးတော့မှပတ်စံပို့ခိုင်းဖို့လည်းမလွယ်ဘူးအဲ့ဒီအချိန်ကကျွန်တော် connection တွေလည်းတိတ်မရသေးတဲ့အချိန်နော်ကျွန်တော်ဖုန်းလည်းမရှိသေးဘူးဆိုတော့အဲ့ဒီတုန်းကသုံးတဲ့ဖုန်းတွေဆိုရင်ဒီအာ Nokia ဖုန်းတွေနော်ဆိုတော့ကျွန်တော်မြန်မာပြည်ကရောက်လာတဲ့ parcel တယောက်က Nokia ဖုန်းဝယ် Nokia ဖုန်းဝယ်ပြီးတော့မှ Nokia ဖုန်းက message ဝင်လာရင်တော့အတန်ပြီးရနော်တင်းတင်းတင်းစသဖြင့်ပေါ့နော် အဲ့နဲ့သူကဖုန်းလာတယ်ထင်တာတကယ်တော့ message အဲ့ message တောင်မှကုမ္ပဏီကနေပို့တာအဲ့နဲ့သူအတကုံ hello hello ဆိုအဲ့လိုအချိန်ကာလပေါ့နော်အဲ့လိုအချိန်ကာလမှာဆိုကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ပြည်ပကနေထောက်ပံ့ပေးမဲ့သူဘယ်သူမှမရှိဘူးအဲ့နဲ့မြန်မာပြည်နဲ့လည်းအဆက်အသွယ်လုပ်ဖို့ဆိုရင်အရန်ခတ်တယ်နော်အာကျွန်တော်ကိုက email ပို့လိုက်တာအိမ်ကလူတွေက3လနေမှသူတို့ email ဖွင့်ကြမှာဖွင့်တာနော်ဆိုအရန်ခတ်တဲ့အချိန်ဖြစ်တယ် ါပေမဲ့ကျွန်နေတဲ့၃နှစ်ကာလအတွင်းမှာဘုရားကကျွန်ကိုပို့ဆောင်ပေးတယ်အာကျောင်းမှာပေးရမယ်ငွေတွေလဲပေါ့နော် ပေးနိုင်ရတဲ့အခွင့်ဘုရားကပေးပြီးတော့မှနောက်ဆုံးမှကျွန်တော်အဲ့ရနေပြီးတော့အောင်မြင်စွာနဲ့အိမ်ကိုပြန်ရတဲ့အခွင့်ဘုရားကပေးတယ်နော်ကျော်စဉ်းစားကြည့်လိုက်တဲ့အခါမှာတခါလေကျော်ပြန်စဉ်းစားကြည့်ဟာငါအဲ့တုန်းကဘလို့ပြီးသွားရလဲပေါ့နော်ငါ့ပတ်စံဘသူထောက်ပံ့ခဲ့တာလဲစသဖြင့်ကိုကိုပြန်မေးတဲ့အချိန်ရှိရနော်ငါဘလို့ပြီးသွားတာလဲဆိုပေါ့ဒါမဲ့ ကျော်ပြန်သတိရတဲ့အရာကဘာလဲဆိုဩဖះရနဲ့အချိန်ယူတဲ့အရာတွေကဒီຢာကငါ့ကိုအောင်မြင်ခြင်းပေးတဲ့အရာပါလားဆိုတော့ကျွန်တော်သဘောပေါက်လာနော်ဆိုတော့ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းနဲ့တင်းတက်တာထဲမှာဖះရနဲ့တင်းစာဘလောက်ပဲစ조사စ조사ဖះရကိုပယ်ထားရင်တော့ဘာဖြစ်လဲတင်းတက်တာထဲမှာတင်းဖះပေးတဲ့အောင်လံတင်းရမှာမဟုတ်ဘူးဆိုတော့ဖះနဲ့ကျွန်တော်မိသားအဖွဲ့ဖို့ဒီနေ့ဆုံးဖြတ်ပါဖះနဲ့မိသားအဖွဲ့ပါတစ်ဖက်မှာလည်းစာကိုကျွန်တော်လှုပ်ဖို့လိုတယ် စ조사ဖို့လိုတယ်ဆိုတဲ့အရာအဖြစ်ပေါ့နော်ခွန်အားပေးခြင်းပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဖြတ်ရှင်တာယူကောင်းကြီးပေးပါစေ